မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့ကိုမျှဝေသွားမယ့်အကြောင်းကတော့ Facebook profile ဖြစ်စေပိတ်မှာဖြစ်စေဒီ copyright community standard ဒါတွေမှာသွားပြီးညှိနေတဲ့မိတ်ဆွေများအတွက်ချစ်ရှင်းလေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ပြသမယ်အကောင့်တစ်ခုမှာဆိုရင် password ကိုတော့မှပြောင်းလို့မရဖြစ်နေပါတယ် password ကိုငကို password o password ကိုထည့်ပြီးမယ်ထည့်ပြီးတော့ password အသက်ကို ကျွန်တော်တို့ရွေးချယ်ပြီးတော့အတီးပြုတ်တဲ့အခါ SM ဒီ WhatsApp ဖြစ်ဖြစ် email ဖြစ်ဖြစ်ကုတ်တွေပို့ပေးမယ်လေဒီကုတ်ကိုထည့်လိုက်တဲ့အခါ password မှားနေတယ်ဆိုတော့အဖြစ်အပျက်မျိုးတွေဖြစ်နေတတ်တာမျိုးရှိပါတယ်အဲ့ဒါကကျွန်တော်တို့တစ်ခါတရံမှာအခုကျွန်တော်မိတ်ဆွေတို့ပြသမဲ့ issues မျိုးကြောင့်လည်းပဲဖြစ်နိုင်ပါတယ် Facebook application နဲ့ဝင်ပြီးတော့မိတ်ဆွေတို့ကျွန်တော်ပြသသွားမှာဖြစ်ပါတယ် account တစ်ခုနဲ့ပြမှာဖြစ်ပါတယ်ခင်ဗျာ Facebook ထဲကိုဝင်လိုက်ပါပြီးရင် ဒီအပေါ်မှာရှိတဲ့မီနူးနေရာကိုဝင်လိုက်ပါခင်ဗျာမီနူးနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ support and box ဆိုရှိပါတယ်အဲအဲ့ထဲတော့ဝင်ပြီးတော့စစ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ support and box တွေကိုဝင်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာ report about other ဆိုတာရှိပါတယ်အဲအဲ့နေရာတွေကိုတစ်ချက်ဝင်လိုက်မှာဖြစ်ပါတယ်ခင်ဗျာအဲဒီမှာကတော့ no report ဆိုပြီးတော့ရှိနေပါတယ်အဲဒါမှ you are alert ဆိုတာလဲဒီမှာရှိပါတယ်အဲ့တဲ့ဝင်လိုက်ပါအဲဒါမှဆိုရင်တော့ဒီပြဿနာများကိုတွေ့ရဖြစ်ပါတယ်တခါတည်းရန်အခုမြင်ရတဲ့ပြဿနာမျိုးကြောင့်လည်းပဲ Facebook password တော့ကြောင်းလို့မရတဲ့အနေအထားမျိုးရှိပါတယ် comment ပေးမိတာတွေ friend တွေကိုကိုမသိဘဲနဲ့ ဒီအလိုက်မိတာတွေဒါမျိုးတွေပြဿနာရှိပါတယ်ခင်ဗျာအဒီအကောင့်ထဲမှာဆိုရင်တော့ဒါ copyright မိနေတာတွေ community standard issues တွေဖြစ်နေတာတွေတွေ့ရမှာဖြစ်ပါတယ်အဲကျွန်တော်ဒီမှာ you are community go against our community standard ဆိုတဲ့ဟာမျိုးတွေညှိနေပါတယ်အဲဒါခဏဝင်ကြည့်မှာဖြစ်ပါတယ်ဒီမှာ comment တွေ ရေးထားတာဖြစ်ပါတယ်ခင်ဗျာဒီ comment တွေမှာဒီကျွန်တော်တို့ရှောင်ရှားမဲ့စကားလုံးတွေရှိပါတယ်ဒါမျိုးတွေကိုသုံးစွဲမိတဲ့အတွက်ကြောင့် community standard မိနေတာမျိုးဖြစ်ပါတယ် copyright မိနေတဲ့ video တွေရာလည်းပဲရှိပါတယ်ခင်ဗျာဒီ video တွေကိုပြန်ဖြည့်ရမှာဖြစ်ပါတယ်ရေရှည်အသုံးပြုမဲ့ account ဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုဖြည့်ရမှာဖြစ်ပါတယ်ဖြစ်မဲ့ video တွေကို ဘယ်လိုဖြစ်ရမလဲဆိုတာမင်းရွှေတို့မျှော်ပေးမှာဖြစ်ပါတယ်ဒါဆိုရင် copyright ညှိနေတာလည်းအများကြီးရှိပါတယ်ခင်ဗျာတခုချင်းဖြစ်ပြမှာဖြစ်ပါတယ်အဲဒါမှလုံးဝသမားစီရယူထားတဲ့ဗီဒီယိုတင်မိတယ်ဆိုရင်တော့ဖြစ်ပြတာလုံးဝသိကြပါတယ် see detail ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါခင်ဗျာအဲဒါဒီနေရာမှာတော့ဒီနေ continue အပြာရောင်ဘတ်တုံလေးတွေ့ရမှာဖြစ်ပါတယ် continue ရဲ့ကိုနှိပ်လိုက်ပါခင်ဗျာအဲဒီနေရာမှာလည်းပဲ continue ဘတ်တုံလေးရှိပါတယ်ဆက်ပြီးတော့နှိပ်လိုက်ပါ ဆက်ပြီးနှိမ့်လိုက်မှာဖြစ်ပါတယ်။အဲဒါဆိုရင်တော့ဒီကိုတင်ထားတာမှာဒီအမှန်ကန်မဲ့ကိုရဲ့ဗီဒီယိုဖြစ်တဲ့ဆိုရင်တော့ဒီ dispute ဆိုပြီးတော့ဒါဒါကိုကိုပိုင်ဖြစ်တဲ့အကြောင်းပြောလို့ရတာဖြစ်ပါတယ်။အခုကတော့တမားဗီဒီယိုတွေကိုယူတာယူထားတာဖြစ်တဲ့အကြောင်းဒါကို remove လုပ်လိုက်တာအကောင်းဆုံးပဲဖြစ်မှာဖြစ်ပါတယ်။ remove video ကိုနှိမ့်လိုက်ပါပြီးရင် continue ကိုဆက်သွားလိုက်ပါခင်ဗျာ။ အဲ့ဒါဆိုရင်တော့ delete video နှိပ်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ video တစ်ခုကိုဖြစ်ပြီးဖြစ်ပါတယ်နောက်ထပ်ဒီထက်မှာ you are alert ထဲကိုဝင်ပြီးတော့ copyright ညှိနေတဲ့ video တစ်ခုချင်းကိုကျွန်တော်တို့အကုန်လုံးဖြစ်ပြရမှာဖြစ်ပါတယ် remove video နှိပ်လိုက်ပါ continue ကိုနှိပ်လိုက်ပါခင်ဗျာအဲဒါဆိုလို့ရှိရင်တော့ video ကို delete လုပ်လိုက်ပါဒီပြဿနာတွေကိုရှင်းပြီးတဲ့အခါမှာမိတ်ဆွေရဲ့ Facebook အကောင့်ကပြန်ပြီးတော့ဒီပိုကောက်ကောင်းလာမှာဖြစ်ပါတယ်ဥပမာဒီမှာ account status profile status ကိုကြည့်လိုက်ပါ profile status နေရာမှာ profile has send a to ဆာရှိပါတယ်အဲကြောင့်ဒီ profile မှာဖြစ်နေတဲ့ a choose ကိုကောင်းသွားအောင်ဒီအပြားရောင်းမှန်ချက်ကလေးရအောင်လုပ်ရှင်နေဆိုရင်တော့အစောကပြောသလိုပဲ copyright မိနေတဲ့ video တွေကိုတစ်ခုချင်းဘွားဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီ video လေးကိုမိတ်ဆွေတို့ညဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုလေးရလည်းမိတ်ဆွေတို့အတွက်အကူအညီတစုံတရာဖြစ်မယ်လို့ ြောလဲမှာလေခင်ဗျာဗီဒီယိုဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ